လိုင်တယာမျိုးနယ်မှာဖြစ်ပွားခဲ့တဲ့ခိုးမှုတစ်ခုနဲ့ပတ်သက်ပြီးဆိုင်ရှင်အမျိုးသမီးအပါဝင်ပါဝင်ပတ်သက်သူများဖမ်းဆီးခံရမှုအပေါ်လူမှုကွန်ရက်ပေါ်ကြဲကြဲပင်းပြဝေဖန်မှုများဖြစ်ပေါ်နေပါလေခိုးယူသူကိုကိုတိလျောက်ကျူးလွန်ခဲ့မှုကြောင့်ဆိုင်ရှင်များအေးအေးယူခံခဲ့ရတော့လေသစ္စည်းခိုးယူသူမှမို့အေးအေးယူခံရခြင်းမရှိပဲလူတန်းဝင်များဖြင့်အဆင်ပြေနေသည်ဟုသော သတင်းများထွက်ပေါ်နေခြင်းအပေါ်ဤသင်ကိုယ်ကသဘောထားမှတ်ချက်များထုတ်ဖော်ပြောကြားခဲ့ လေးကိုခူးတုံးလောက်တောင်းစားသူများခိုးစားသူများလူစားသူများဒီလိုလူတွေကို ကားလန်းတွေကားမီးပွိုင်းတွေမှာအများစုတွေ့ရမှာလားကလေးတွေက ကလေးပြီးချီပြီးတောင်းစားနေကြတာအဲ့ဒီလူတွေက လူလိရင် ခိုးတာတွေလူတာတွေဖစ်လာကြတာပါမီးပွိုင်းမှာတနေ့ကလေးတစ်ယောက်ကလာတောင်းတော့မိဘမရှိဘူးလားမေးတည်တာပထမဖြေတာမိဘမရှိဘူးတဲ့ဒါဆိုရင်အခုကားပေါ်တက်ပညာသင်ပေးမယ်လိုက်ခဲ့ဆိုတော့ အမေရှိပါတယ်တဲ့အဟုတ်မဆိုပြီးလက်ညှိုးထိုးပြတယ်။အဲ့ဒီကလေးတွေမှာပညာဆိုတာဘာမှမသိ။ကလေးတွေဆိုတာဘာသိမလဲ။မိဘနဲ့အနောက်ကကြိုးကွိုင်းနေသူတွေက ရော့ခွက်တလုံးယူသွားဆိုရင်ခွက်တလုံးယူအလွယ်တကူတောင်းစားမှာပဲ။အဲ့ဒီရဲ့နောက်ဆက်တွဲတွေကဘာဖြစ်လာလဲဆိုရင်တောင်းရမ်းနေကကနေအလွယ်တကူခိုးမယ်လူမယ်ဆိုတဲ့အလောက်ကိုလောက်လာတာ။ဒါတွေကလမ်းတွေပေါ်မှာလူအမ်းမြန်တွေးနေရတဲ့ပုံရိပ်တွေနော်။ကျမတို့မြန်မာပြည်မှာတောင်းရမ်းစားတောက်တာကပညာတရက်လောက်ထစ်နေတာ။ အပေါ်ရင်ကြည့်ရင် တောင်းစားတာလွယ်ကူတဲ့အလုပ်ပေါ့နော်တောင်းစားတာလည်းပြင်းမှန်းတာပဲတောင်းစားတဲ့လူကလူအောင်ကြတဲ့အလုပ်ကိုလုပ်ရပြီဆိုကြတဲ့ကတိတ်ငယ်စိတ်ကရှိနေပြီကျမရာဆိုရင်တောင်းမစားဘူးအဝတ်လျော်စားမယ်ဈေးရောင်းစားမယ်အမေမွေးကလေးကခြေလက်တွေပါလာပြီးတော့လေကိုချေအောင်ကိုရပြီးကိုလက်နဲ့လှုပ်စားမယ်ငယ်ရွယ်တဲ့ကလေးတွေတောင်းစားနေရင်ငွေတကြားမှမလူဘူးအဲ့ဒီလူတွေကိုအားမပေးဘူး နောက်တစ်ခုကအဲ့ဒီလိုကလေးတွေတောင်းစားနေတာနဲ့ပတ်သက်ပြီးအနောက်ကနေကြိုးကွိုင်းနေတဲ့သူတွေကိုထိထိရောက်ရောက်အရေးယူရင်အရွယ်မရောက်သေးတဲ့ကလေးတွေတောင်းစားလာတယ်မရှိသလောက်နဲသွားနိုင်ပါတယ်။တနည်းကြရရင်တော့အဲ့ဒီလိုတောင်းစားတဲ့ကလေးတွေကိုခေါ်ယူပြီးအသက်မွေးကြောင့်ပညာရည်တွေကို သင်ပေးဖို့အတွက်အစီအစဉ်တွေကို ရေးချပြီးအကောင့်ထဲဖော်မယ်ကွယ်။ဆိုပြီးရေးသားချပါတယ်။